မီနာဆန်ခွန်နီချူဝါမြန်မာပြည်ဂျပန်စာတင်တဲ့ကြောင်းရဲ့ဆန်းစစ်ပူပွဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဝါတရှိနဲ့တူတူအခန်းရှိကလေးကိုလေ့လာရအောင်နော်ဝါတရှိတို့အခန်းလေ့လာခဲ့လိုက်တာအခန်းရှိကိုတော့မှရောက်လာခဲ့ပြီနော်အခန်းရှိမှာဆိုရင်ဝါတရှိတို့ဘာတွေစပြီးသင်ရမလဲဆိုလို့ရှိရင် adjective တွေကိုစပြီးသင်ရမယ် adjective တွေကိုဂျပန်လိုဘယ်လိုခေါ်လဲဆိုရင် kyo ရှိလို့ခေါ်ပါတယ် အဂျစ်တစ်တွေကိုဂျပန်လိုခဲယောရှိလို့ခေါ်ပါတယ်အဂျစ်တစ်မှာမှာနှစ်မျိုးရှိမယ် EH တစ်နဲ့ NA အဂျစ်တစ် EK ယောရှိ NA ခဲယောရှိ EH တစ်နဲ့ NA အဂျစ်တစ်ဆိုပြီးရှိပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင် EH တစ် NA အဂျစ်တစ်တွေကိုဘယ်လိုခွဲမလဲဆိုလို့ရှိရင်ဝါဒရှိတို့မင်းနီနေချက်ထားတယ်ခိုတိုဘတွေချက်ထားတယ်ပေါ့နော်အဲ့ဒီထဲမှာတာခိုင်ဇာမွီးရာစီးအစီးအဲ့လိုမျိုးဣတွေဣတွေနဲ့ဆုံးထားတဲ့ဟာတွေဆိုရင်ဝါဒရှိတို့က EH တစ်တွေလို့သတ်မှတ်ပါမယ် ။နောက်တစ်ခုကခိရိနာဟန်ဆာမူနာနိဂိယကနာရှီဇူကနာအဲ့လိုမျိုးနာတွေနာတွေနဲ့ဆုံးသွားတဲ့ဟာတွေဆိုရင်တော့ဝါဒရှိတို့ကနာ HD အနေနဲ့သတ်မှတ်ပါမယ်။နာ HD လို့ခေါ်မယ်ပေါ့နော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင် EHD နဲ့နာ HD ခွဲပုံခွဲနည်းလို့သိသွားပြီ။ဝါဒရှိတို့ရှေ့မှာ buff တွေတင်ငယ်တုန်းကလိုမျိုးပဲ mouse master mouse master dash တာ update လက်ရှိပြဿနာ အမအတိတ်အတိတ်အငင်းပစ္စုပန်အငင်းအဲ့လိုမျိုးတွေခေါ်တယ်လို့ပဲအခုဒီ edge တစ်တွေမှာလည်းအဲ့လိုမျိုးရှိတယ်ပေါ့နော် water shoe တော့ buff 1 buff 1အငင်း buff 2 buff 2အငင်းဆိုပြီးတော့ပဲတက်မှတ်လိုက်ပါမယ် ဟုတ်ပြီဒါဆိုလို့ရှိရင် EHT တွေကနေအရင်ဆုံးစပြောမယ်ပေါ့နော်သူက EHT ဆိုတာကသောရင်နဲ့ဆုံးတဲ့ဟာဒီမှန်သမျှကို EHT လို့ခေါ်ပါတယ်အဲ့ဒီသောရင်နဲ့ဆုံးတဲ့ဟာနေရာဒီမှာဝတ္တရှိတို့ကဒီပူဒီအိုက်ဒီဈေးကြီးဒီနိုင်ဒီဈေးသက်တာဒီအဲ့လိုမျိုးမျိုးပြောမယ်ပေါ့နော်ဥပမာဈေးကြီးတော့မြင့်တော့ဆိုရင်တာခိုင်တာခိုင်ဈေးကြီးတော့မြင့်တော့အဲ့ရောက်မှဝတ္တရှိတို့ကဈေးကြီးဒီမြင့်ဒီလို့ပြောချင်တယ်ဆိုလို့ရှိရင်နောက်ကနေ dust လေးပေါင်းပေးလိုက်ပါမယ်နောက်ကနေ dust လေးပေါင်းပေးလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်တို့က EHT တွေကိုဒေါကနေဒီဖြစ်ကျင်နေဆိုရင်ကတော့ dust လေးပေါင်းပေးလိုက်ရုံပဲ။ရကူက EHT တွေကိုပဲဥမာတာခိုင်းဆိုရင်ဈေးကြီးတော့ဈေးမကြီးဘူးလို့ပြောချင်တယ်အငင်းပြောင်းချင်တယ်ဆိုလို့ရှိရင်တော့တချို့အဲ့ဒီဟာကို buffer အငင်းလို့တမန်လိုက်ပါမျိုးနော် buffer အငင်းတမန်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အာ E ကိုဖြုတ်ပြီးတော့မှခုန်နိုင်ပါမှာမင်း EHT တွေကို buffer အငင်းပြောင်းချင်ရင် E ကိုဖြုတ်ခုန်နိုင်ပါမှာမင်းနောက်တစ်ခု buff 2ပြောင်းချင်ရင်ကတော့ E ကိုဖြုတ်ပြီးတော့မှခတ်တပောင်းပေးပါမင်း ဘတ်တူးပြောင်းခြင်းရင်အီကိုဖြုတ်ခတ်တာပေါင်းဘတ်တူးအငင်းပြောင်းခြင်းရင်အီကိုဖြုတ်ခူနာခတ်တာပေါင်းဟုတ်ပြီနော် ပြန်ပြောပါမယ်နောက်တစ်ခေါက် EAG တစ်ကိုဗတ်ရှိလို့သောကားနေဒီဖြစ်ခြင်းနဲ့ဆိုရင်ကတော့ dust လေးပေါင်းပေးပါမယ်ဘဝံအငင်းပြောင်းခြင်းလေဆိုလို့ရှိရင်ဤကိုဖြုတ်ခုနိုင်ပေါင်းဘတ်တူးပြောင်းခြင်းရင်ဤကိုဖြုတ်ခတ်တာပေါင်းဘတ်တူးအငင်းပြောင်းခြင်းရင်ဤကိုဖြုတ်ခုနာခတ်တာပေါင်း ဒါလေးက EHJT ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နာ EHJT တွေနာ EHJT တွေကနာနဲ့ဆုံးတဲ့ဟာတွေမှန်တယ်ဗျနာ EHJT တွေလို့သတ်မှတ်ထားပါမယ်အာခီရိန်နဟန်ဆာမူနရှီဇူကာနဥပမာခီရိန်နဆိုရင်လှပတော့အဲ့ဒီအနေမှာတို့ကတော့ကနေမှာဒီဖြစ်နေတယ်ဆိုလို့ရှိရင်ခီရိန်နနာ EHJT တွေဆိုလို့ရှိရင်နာကိုဖြုတ်ပြီးတော့မှ dust လေးပေါင်းပေးပါမယ်ဥပမာခီလေး dust လာပသည်ဆိုပြီးဖြစ်သွားမယ်အဲ့လိုပဲခိတဲ့အာနာအဂျစ်တစ်တင်မှာဆိုရင်လည်းသူကဘဝန်းအငင်းဘဖ်တူဘဖ်တူအငင်းတွေပြောင်းကြည့်မယ်နာအဂျစ်တစ်ကိုဝရရှိတို့ကဘဝန်းအငင်းပြောင်းကြည့်ရင်နာကိုဖြုတ်ဂျာအာလီမဆန်ပောင်းပါမယ်ပြန်ပြောပါမယ်ဘဖွန်အငင်းပြောင်းချင်ရင်နာကိုဖြုတ်ဂျာအာလီမဆန်ပောင်း ဘတ်တူးပြောင်းခြင်းရင်နာကိုဖြုတ် dash တာပေါင်ဘတ်တူးပြောင်းခြင်းရင်နာကိုဖြုတ် dash တာပေါင်ဘတ်တူးအငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအလီမဆန် dash တာပေါင်ဘတ်တူးအငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအလီမဆန် dash တာပေါင်နောက်တစ်ခါပြန်ပြောပါမယ်။နာအချစ်တစ်ကိုတောကားနေတည်ပြည့်ခြင်းနဲ့ဆိုလို့ရှိရင်နာကိုဖြုတ်ပြီးတော့မှ dust ပေါင်ပါမယ်။ဘဝန်းအငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအာရီမဆန်ပေါင်ပါမယ်။ ဘတ်တူးပြောင်းခြင်းရင်နာကိုဖြုတ်ဒေးစတာပေါင်းဘတ်တူးအငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအလီမဆန်ဒေးစတာပေါင်းဟုတ်ဒါဆိုလို့ရှိရင်နောက်တစ်ခေါက်ပြန်ပြောပါမယ်။ EH1 တွေကိုတော့ကနေတည်ဖြည့်ချင်လို့ရှိရင် dash ပောင်းပေးပါမယ်။ buff1 အငင်းပြောင်းခြင်းရင် e ကိုဖြုတ်ခူနိုင်ပောင်း။ buff2 ပြောင်းခြင်းရင် e ကိုဖြုတ်ခတ်တပောင်း။ buff2 အငင်းပြောင်းခြင်းရင် e ကိုဖြုတ်ခူနာခတ်တပောင်း။ နိုင်ချစ်တစ်တွေကိုဒေါကနေတည်ဖြစ်ချင်နေဆိုရင်နာကိုဖြုတ်ဒက်စ်ပေါင်းပါမယ်။ဘဖွန်အငင်းပြောင်းခြင်းရင်ကတော့နာကိုဖြုတ်ဂျာအာရီမဆန်ပေါင်းပါမယ်။ဘဖ2ပြောင်းခြင်းရင်နာကိုဖြုတ်ဒက်စတာပေါင်း။ဘဖ2အငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအာရီမဆန်ဒက်စတာပေါင်းပါမယ်။ဟိုက်ဒါဆိုလို့ရှိရင်အေးချစ်တစ်တွေနိုင်ချစ်တစ်တွေအခုဒီအခန်းရှိတဲ့တော့အဆင်ပြေပြီပေါ့နော်။နောက်တစ်ခုသတ်မှတ်ထားမှတ်ထားမှာတခုရှိပါတယ်။နောင်းနေနိုင်ချစ်တစ်တွေနဲ့နောင်းနေတွေကပြောင်းပုံပြောင်းနေကတော့အတူတူပဲဖြစ်ပါတယ်။ဒါလေးကိုတော့လုံးဝမှတ်ထားပြပါနော်။ အဲ့နောက်တစ်ခေါက်ပြန်ပြောပါမယ်။ EH တွေကိုတော့ကားနေဒီဖြစ်ချင်း dust လေးပေါင်းပေးပါမယ်။ဘဝံအငင်းပြောင်းချင်ရင် e ကိုဖြုတ်ခူနိုင်ပေါင်း။ buff 2ပြောင်းချင်ရင် e ကိုဖြုတ်ခတ်တာပေါင်း။ buff 2အငင်းပြောင်းချင်ရင် e ကိုဖြုတ်ခူနာခတ်တာပေါင်း။နာကျစ်တစ်ကိုသောကနေတည်ဖြစ်နေဆိုလို့ရှိရင် နာကိုဖြုတ်ပြီးတော့မှ dust ပေါင်းပါမယ်။ buff 1အငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအာလီမဆန်ပေါင်းပါမယ်။ ဘဖ်တူးပြောင်းခြင်းရင်နာကိုဖြုတ်ဒက်စတာပေါင်းဘဖ်တူးအငင်းပြောင်းခြင်းရင်နာကိုဖြုတ်ဂျာအာလီမဆန်ဒက်စတာပေါင်းနိုင်ဂျီရီနဲ့နောင်နယ်ကပြောင်းမှုပြောင်းနည်းအတူတူပါပဲမဒီကုနောက်တစ်ခါကျတော့ဝါတရှိတို့ဥမာအာလှပသောမျိုး တန်ရှင်းသောမြို့ဈေးကြီးသောဖက်နဲ့အဲဈေးကြီးသောအဝတ်အစားအဲ့လိုမျိုးဟို adjective တွေနဲ့ noun တွေနဲ့တွဲသုံးမယ်ပေါ့နော်ဥပမာ adjective တွေနဲ့ noun တွေနဲ့တွဲသုံးမယ်ဆိုရင်ကတော့ဒီ adjective အတိုင်းဒီပဲသုံးလို့ရပါတယ်အဲ noun adjective တွေနဲ့သုံးမယ်ဆိုရင်ရှင်လဲ noun adjective အပေါင်း noun ဥပမာ adjective အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဈေးကြီးသော အော်ဈေးကြီးသောမုတ်မုတ်ဆိုတာဈေးကြီးသောဆိုတာကတာခိုင်မုတ်ဆိုတာကဩခါရှိဈေးကြီးသောမုတ်ဆိုတော့တာခိုင်ဩခါရှိဤအခြေတည်းနဲ့နောင်နဲ့တွေ့ထားပါတယ်နောက်တစ်ခုကနာယခြေတည်းဥမာလှပသောမြို့လှပသောဆိုရင်ခီလိနမြို့ဆိုတာက မာချီအဲ့နှစ်ခုပေါင်းလိုက်တယ်လှပသောမြို့လည်းပြောခြင်းရောခီလိနမာချီဒါမျိုးဆိုရင်ဤအခြေတည်းနဲ့နာယခြေတည်းတွေကိုသူကနောင်နဲ့တွေ့သွင်းနေဆိုရင်အခြေတည်းအပေါင်းနောင်ဟုတ်နော်ဘာဖြစ်သောမြို့ညာဖြစ်သောမြို့ဥမာဘာဖြစ်သောနော ောင်းညဖြစ်သောနောင်အဲ့ဒါမျိုးပြောချင်တယ်ဆိုရင် EHT နာ EHT အပေါင်းနောင်အနေနဲ့သုံးပါမယ် ငရကူကဝယ်ရှိလို့မိနစ်နဲ့မှာကြက်ထားပါဗျ။ဒိုးဆိုရင်လည်းဘလိုဒွန်းနာဆိုရင်ဘလိုမျိုးဟုတ်ပြီအဲ့ဒါဘလိုခွဲမလဲဆိုရင်ဝတ္ထရှိလို့ကဘလိုဖြစ်တယ်လဲအမဒီဇိုင်းကဘလိုလဲအဒီအင်ကြီးလေးကဘလိုလဲလို့မေးချင်ကတော့ဒိုးဒက်စတာနဲ့မေးပါမယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ဒီဇိုင်းကအရသာကဘလိုမျိုးလဲအမဘလိုဒီအဝတ်အစားလေးကဘလိုမျိုးအဝတ်အစားလဲဒီဖက်နက်ကဘလိုမျိုးဖက်နက်လဲအဲ့လိုမျိုးနောင်းနေပါတွဲသုံးချင်တယ်ဆိုရင်ကတော့ဒွန်းနာအပေါင်းနောင်းနေနေသွားပါမယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲနောက်တစ်ခေါက်ပြန်ပြောပြပါမယ်ဒီဆိုင်ကဘလို့လဲဒီဖက်နက်ကဘလို့လဲဟိုမှာဂျပန်နိုင်ငံကြီးကဘလို့လဲဒါမျိုးကိုပြောချင်နေဆိုရင်ကတော့ဒိုးဆိုတဲ့စကားလုံးလေးနဲ့သုံးပါမယ်ဒိုးဒက်စကာလို့ပြောပါမယ်အကယ်၍ကိုကနောင်းနေနဲ့တွဲသုံးမယ်ဂျပန်နိုင်ငံကဘလို့မျိုးမြို့ဖြစ်တယ်လဲအမှဘလို့မျိုးနိုင်ငံဖြစ်တယ်လဲဒီမုံကဘလို့မျိုးအရာသာရှိတယ်လေ။မာဒီဖက်နက်ကဘလိုမျိုးဖက်နက်လဲ။ဒါမျိုးနောင်းနေနဲ့တွဲသုံးမယ်ဘလိုမျိုးနောင်းအဲအဲ့လိုမျိုးတွဲသုံးတာဆိုလို့ရှိရင်တော့ don't နာအပေါင်းနောင်းအနေနဲ့သွားပါမယ်။ဟုတ်ရောနောက်တစ်ခုကကြတော့ဝရရှိရရှိမှသင်ရတဲ့ dust 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 အတင်းနဲ့သင်ခဲ့ပါတယ်။ dust ဆိုလို့ရှိရင်ကတော့ဖြစ်တည်အလူမမဟုတ်ဖ ೇನೆ dust ငါဆိုလို့ရှိရင်ကတော့ပေမဲ့တော်လေ။ဟောပေမဲ့တော်လေဘယ်လိုဖြစ်လဲဆိုရင်ဥမာကိုကတော့ဈေးကြီးကြီးပေးရလို့အရသာရှိပေမဲ့လို့ထင်ပေမဲ့လို့အရသာမရှိခဲ့ဘူး။အဲဆိုဈေးကြီးပေမဲ့အရသာမရှိဘူး။အာဘာလို့ကဘာလို့ကြွလဲ ဒါမျိုးပေါ့နော်ပူပေမဲ့အရသာမရှိဘူးဒါမျိုးပြောချင်တယ်ပေမဲ့တော့လေဒါမျိုးပြောချင်တယ်ဆိုရင်ကတော့ does ကအနေနဲ့သုံးပါမယ်။ဟဲ့ဒါဆိုလို့ရှိရင်တော့ဒီအခန်းရှိရဲ့ grammar လေးကတော့ဟိုလုံလောက်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဝါတရှူတို့ဒီ run shoe a လေးကိုအတူတူဖတ်ကြည့်ရအောင်။အချိန်ပြန်လေးမှာဆိုလို့ရှိရင်ခုနမချီဝခီလေ i does ခေါနာမချီဝဒီမျိုးသည်ခီလေးဒက်စ်ခီလေးနာနာချီတကနေလာပါတယ်သူကနာချီတကိုဒေါကနေတီးပြီးချင်းနာကိုဖြုတ်ပြီးဒက်စ်ပေါင်းနေလို့ပြောတာဖြစ်တဲ့အတွက်ခီလေးဒက်စ်လှပသည်ဆိုဖြစ်သွားပါတယ်ခေါနာမချီဝခီလေးဒက်စ်ဒီမျိုးသည်လှပသည်ခေါနာမချီဝနီဂီယာကဒက်စ် ဟိုက်နီဂီယာကနစီကားတိုင်းမြိုက်တော့နေလာပါတယ်နာချစ်တစ်တွေကိုတော့ကနေတီးပြီးချင်နာကိုဖြုတ်ပြီးတော့မှဒက်စ်ပေါင်းပေးပါတယ်နီဂီယာကဒက်စ်စီကားတီခနမချီဝအမိုရှိရီဒက်စ်အမိုရှိရီ EAG တွေကြီးပဲစိတ်ဝင်စားစရာကောင်းတော့ EAG တွေကိုတော့ကနေတီးပြီးချင်ကတော့ဗတ်ရှိရောကဒက်စ်လေးပေါင်းပေးလိုက်ရောမှာပဲခနမချီဝအမိုရှိရီဒက်စ်ဒီမျိုးတီးစိတ်ဝင်စားစရာကောင်းတီးခနမချီဝ EDES ခနမချီဝဣဒက်စ်ဒီမျိုးတိကောင်းတိခနမချီဝဒိုဒက်စ်ကခနမချီဝဒိုဒက်စ်ကဒီမျိုးကဘယ်လိုလဲ ။နိဗ္ဗာန်လို့ကြည်ပါမယ်။ Kileidas Lapati Najiri ကနေလာပါတယ်။ Kileja Arimasen မလာပဘူး။ဘာတိရွှေပြောထားပါတယ်။ဘဝန်းအင်းင်းနေပြောင်းမယ်ဆိုရင်နာကိုဖြုတ်ပြီးတော့မှ Ja Arimasen ပေါင်းထားပါတယ်။ရှေ့အခန်းရှေ့တက်မာကလေးကတင်ခဲ့ပါတယ်။ရှေ့အခန်းအခန်းတက်မာကလေးကတင်ခဲ့ပါတယ်။ Ja နဲ့ Dewa နဲ့အတူတူပဲဖြစ်ပါတယ်။ Kileja Arimasen လို့ပဲပြောပြော Kilei Dewa Arimasen လို့ပဲပြောပြောအတူတူပဲဖြစ်ပါတယ်။ ခီလေဒက်စ်လာပါတီခီလေဂျာအာရီမာဆာမလာဘူးဂန်ခီဒက်စ်ဂျမ်းမာတီဂန်ခီဂျာအာရီမာဆန်မဂျမ်းမာဘူးနီဂီယာကာဒက်စ်စီဂါတီနီဂီယာကာဂျာအာရီမာဆန်မစီဂါဘူးဟိုက်ဒါကနာချီတီတီပေါ့နော်နေ့တခု တာခိုင်းဒက်တာခိုင်းဆိုတာဈေးကြီးတော့မြင်တော့အီယက်ဂျစ်တီအီယက်ဂျစ်တီကိုတော့ကနေဒီဖြစ်နေတယ်ဆိုရင်ကတော့ဝါဒရှိတို့ကဒက်လေးဝယ်ထည့်ပေးပါမယ်တာခိုင်းဒက်ဈေးကြီးတီမြင်တီတခခုနိုင်းဒက်ဘဝအငင်းအငင်းပြောင်းကျင်တာဖြစ်တဲ့အတွက်ဤကိုဖြုတ်ပြီးတော့မှခုနိုင်ပောင်းလိုက်ပါတယ်တခခုနိုင်ဒက်ဈေးမကြီးဘူးမမြင်ဘူးအိုအီရှိဒက်အရသာအရသာရှိသည်အိုအီရှိခုနိုင်ဒက်အရသာမရှိဘူး e does count the yoku nine does မကောင်းဘူးအဲ့ဘာလဲကျွန်တော်ကဟာဒီ e e adjective လေး e ဆိုရဲကောင်းသည်ဆိုရဲ adjective လေးမှာတော့အမ meaning နဲ့မှာလဲ e ယော e ဆိုပြီးပါပါတယ် e does ဆိုရင်တော့ကောင်းတယ်မကောင်းဘူးလို့ပြောချင်ရင်ဘာလဲကျွန်တော်ကယော e ဆိုရဲဟာလေးနဲ့သွားပါမယ်မကောင်းဘူးဆိုတော့ e ကိုဖြုတ်ပြီးတော့မှခုနိုင်ပေါင်းလိုက်တော့ယော kunai does ဆိုပြီးဖြစ်သွားပါမယ် တခုစံပယ်လေးမှာနာရာဝယူမေနမာချီဒက်စ်နာရာဝယူမေနမာချီဒက်စ်နာရာဝနာရာမျိုးတီဂျပန်နိုင်ငံမှာရှိဂျပန်နိုင်ငံထဲမှာရှိတဲ့မျိုးတစ်မျိုးပေါ့နော်နာရာမျိုးတီယူမေနမာချီဒက်စ်ယူမေနနာမည်ကြီးသောမာချီမျိုးဖြစ်ပါတယ်အချစ်တစ်အပေါင်းနောင်းနေနဲ့တွဲသုံးထားပါတယ်နာရာဝရှီဇူကာနမာချီဒက်စ်နာရာဝရှီဇူကာနမာချီဒက်စ် နာရာသည်တိတ်ဆိတ်သောမြို့ဖြစ်သည်နာရာဝဖူရီမာချီဒက်စ်နာရာဝဖူရီမာချီဒက်စ်နာရာမြို့သည်ဟောင်းလွမ်းသောမြို့ဖြစ်ပါသည်နာရာဝအီမာချီဒက်စ်နာရာဝအီမာချီဒက်စ်နာရာမြို့သည် ကောင်းသောမြို့ဖြစ်ပါသည်ဟုတ်ပြီအဲ့ဒါဆိုရင်ဗဒရှိရောအပေါ်မောင်းကနာမည်ကြီးသောမြို့တိတ်ဆိတ်သောမြို့ဟောင်းလွမ်းသောမြို့ကောင်းသောမြို့လို့ပြောတဲ့အတွက်မင်းမယ်ဆိုရင်လည်းဘယ်လိုမျိုးမြို့ဖြစ်တယ်လဲဆိုရဲဒွန်းနာအပေါင်းနောင်းအနေနဲ့သွားပါမယ်အဲ့ဆိုတော့ဗဒရှိရောကနာရာဝဒွန်းနာမချီဒက်စကာနာရာဝဒွန်းနာမချီဒက်စကာနာရာဒီဘယ်လိုမျိုးမြို့ဖြစ်တယ်လဲ はい、私ね、トゥトゥナルカオピアンソバメ、イチベンリアニサソバメ。この町はきれいです。この町はきれいです。この町はにぎやかです。この町はにぎやかです。この町は面白いです。この町は面白いです。この町は,はいいです。この町はいいです。 この街はどうですかこの街はどうですかきれいです。きれいじゃありません。きれいです。きれいじゃありません。元気です。元気じゃありません。元気です。元気じゃありません。にぎやかです。にぎやかじゃありません。にぎやかです。にぎやかじゃありません。高いです。 Taka kunaidas, des, 高くないです。高いです。高くないです。おいしいです。おいしくないです。おいしいです。おいしくないです。いいです。よくないです。いいです。よくないです。奈良は有名 <laughs> な町です。奈良は有名な町です。奈良は静かな町です。奈良は静かな町です。 နာရာဝဖူရီမာချီဒက်စ်နာရာဝဖူရီမာချီဒက်စ်နာရာဝအီမာချီဒက်စ်နာရာဝအီမာချီဒက်စ်နာရာဝဒွန်နာမာချီဒက်စ်ကနာရာဝဒွန်နာမာချီဒက်စ်ကဟိုက်ဂရမာလေးကိုပြန်ပြောပြပါမယ် ။ EHD ဆိုရင် IKEA ရှိ၊ NAJD ဆိုရင် NAKEA ရှိ။ EHD တွေကိုသောကနေတည်ဖြစ်ချင်လို့ရှိရင်တော့ Dust Label ပေါင်းပေးပါရယ်။ဘဝံအငင်းပြောင်းချင်တယ်ဆိုရင်ကတော့ E ကိုဖြုတ်ပြီးတော့မှခွန်နိုင်ပေါင်းပါမယ်။ Buff 2ပြောင်းချင်တယ်ဆိုရင် E ကိုဖြုတ်ပြီးတော့မှ Cutter ပေါင်းပါမယ်။ Buff 2အငင်းပြောင်းချင်ရင် E ကိုဖြုတ်ခွန်နာ Cutter ပေါင်းပါမယ်။နာအခြေတစ်တွေကိုသောကားနေတည်ဖြစ်ချင်တယ်ဆိုရင်ကတော့နာကိုဖြုတ်ပြီးတော့မှ dust လေးပေါင်းပေးမယ်။ဘဝံအငင်းပြောင်းစီရင်နာကိုဖြုတ်ချာအရိမဆန်ပေါင်းပါမယ်။ ဘက်တူးပြောင်းစင်ရင်နာကိုဖြုတ်ဒက်စတာပေါင်ပါမယ်ဘက်တူးအငင်းပြောင်းစင်ရင်နာကိုဖြုတ်ဂျာအလီမာဆန်ဒက်စတာပေါင်ပါမယ် မှတ်ထားမှာကနာအခြေတည်နဲ့နောင်နယ်ကပြောင်းပုံပြောင်းနေကအတူတူပဲဖြစ်ပါတယ်။အခြေတည်တွေနိုင်နောင်နေကိုတွဲသုံးကြည့်နေဆိုရင်တော့ဒီတိုင်းပဲပြန်တွဲသုံးပါတယ်။ဤအခြေတည်အပေါင်းနောင်နာအခြေတည်အပေါင်းနောင်ဘလိုမျိုးမျိုးဖြစ်တယ်လဲလို့ပြောချင်တာတော့ဒွန်းနနောင်ဘလိုမျိုးနောင်လဲဆိုရင်ဒွန်းနနောင်ဘလိုဖြစ်တယ်လဲဆိုရင်ကတော့ဒိုးဒက်စ်ကနေနေသုံးပါမယ်။ဒက်စ်ကဆိုရင်ပေမဲ့တော်လဲ။ ိုက်ဒါဆိုလို့ရှိရင်အခန်းရှိရဲ့နောက်ထပ်နောက်ထပ်ဘွန်ခဲရေးဘွန်လေးတွေရန်ရှူးဘီလေးတွေကိုအော်ကွာကိုမိမိကိုယ်တိုင်အိမ်မှာပဲလေ့ကျင့်ကြည့်ပါမယ်နားမလည်တာရှိတာမေးချင်တာရှိတာဆိုရင်အောက်က comment လေးထဲမှာမေးခဲ့လို့ရပါတယ်ကြမာတာနဲ့